ကိုလောက်ကတလောက်ကြီးလဲကြီးပွားချမ်းသာစရာမရှိဘူးအဲ့လိုပြောတာနားလဲထားရင်ဘာဘာလို့လုံနေတော့မလုံနေတော့အခုတရားပဲလုံတရားလုံတာမှပို့ပြီးတော့အောင်မြင်နိုင်အောင်မယ်ပို့ပြီးတော့လပ်ပစရာမရှိဘူးထင်လဲတရားလုံရင်တော့ဒါတရားတိလတရားတရားလုံရင်တော့အလပို့ပြီးတော့လပ်ပလာအောင်မယ်အဲ့လိုမျိုးပါတပည့်တော့စိတ်ချလို့မရသေးပါဗျာတပည့်တော့သမီးနေ့တရားရှိသေးပါတယ်ဗျာ တပိတော့ပြိမိုက်တော့ပြိမိုက်တော့ကလည်းဟိုဘသူမှမတိုက်တော့မလို့ဆိုပဲနဲ့တပိတော့တီလာချံဝဲမယ်ဆိုပြီးတော့စိတ်ထဲမှာဖြစ်ပေါ်လာလို့လှုပ်ဖြစ်ခဲ့ပါတယ်ဗျာကိုနေတဲ့ရက်ွက်တွေမှာအရှင်ပြုဝေလို့တော့တပိတော့တီလာချံဝဲမယ်ဆိုပြီးတော့ဆရာတော်ဗျာရှောက်တက်ခဲ့ပါတယ်ဗျာတပိတော့အရှင်ပြုတဲ့နေ့ညမှာပဲတရားထိုင်တရားနာတဲ့အရှင်မှာတပိတော့တရားလည်းမနာနိုင်ပါဘူးဗျာနေမကောင်းကြီးကြီးဖြစ်တက်ပြီးတော့ မိုးလင်းတော့လဲဆန်ချတဲ့အချိန်မှာတပည့်တော်နေမကောက်ပါဘူးဗျာတပည့်တော်စိတ်ထဲမှာအရင်ဘဝတော့ဝက်ကျွေးကြောက်ပဲတပည့်တော်သတ်မှတ်ထားပါတယ်ဗျာဒီလိုမရောက်ခဲ့နှစ်ရက်နှစ်ရက်တိတိအခန်းမှာနေမကောက်ဖြစ်ခဲ့ပါတယ်ဗျာဝက်ကျွေးကြောက်ဖြစ်တဲ့ဆိုတော့တပည့်တော်သတ်မှတ်ခဲ့ပါတယ်ဗျာဒီလိုလာတော့လဲတပည့်တော်နေမကောက်နေမကောက်လို့တရားမကျင့်တတ်ခဲ့ပါဗျာ အိမ်ပြန်ရောက်တော့လဲတဲ့နဲ့တလာလို့တော့တပိတော့စိတ်ထဲမှာစိတ်မပါဘူးခင်ဗျာဘလောက်ပဲဘယ်ရကတော့ကတော့တပိတော့စိတ်ထဲမှာ အလိုလိုအပြည့်လိုလိုတကူဖြစ်နေပါတယ်ခင်ဗျာအခုတကြံရောက်တော့လဲတပိတော့စိတ်ထဲမှာအလိုလိုနေဘယ်ဒီလဲဆက်ပြန်ဝဲမယ်ဆိုပြီးတော့စိတ်ထဲမှာဖြစ်ဖြစ်ပေါ်လာတော့တပိတော့ပြန်ဝဲဖြစ်တယ်ခင်ဗျာအပြီးဆိုပေမဲ့လည်းတပိတော့မှာ အပိဝဲဘိုးအရှင်နေမဖြစ်တဲ့တွေ့နေတပည့်တော်ဆုံးဖြတ်လို့မရသေးပါဘူးခလေးတရားစီခလေးတရားစီတဲ့တွေ့နေတပည့်တော်တသက်လုံးဝဖြစ်ဖို့စိတ်မချရသေးပါဘူးဒါတော့ကိုကလူလူပြောနေတာလေခလေးရှိတာဟိုခလေးရှိတယ်ဒါမချမ်းတာဘူးဒါကတော့ယောဂီစိတ်ပေါ့နော် အဲ့လိုစိတ်ကိုပြောင်းရမှာလေကိုကဆရာလေးကလူသိမ့်နေပဲတိလရှင်ဝတ်ထားရတော့ကိုကလူစိတ်ပဲဖြစ်နေတာအဲ့ဒါကမှားနေတာလူတွေမှာရှိတဲ့စိတ်အဲ့စိတ်ပြောင်းလိုက်ရင် ပြီးသွားပြီချမ်းသာဖို့လည်းမလိုဘူးလှပဖို့လည်းမလိုဘူးခလေးကကြီးတာငယ်တာအရေးမကြီးဘူးရှိမရှိအရေးမကြီးဘူးအတေးဆက်ရောက်လို့တပည့်တော့အခုရှင်နေတရားမရက်သေးပါဗျာတရားဘလောက်ချင်းချင်းဘလောက်ထတယ်တပည့်တော့တရားမရက်သေးပါဗျာ မရတာတရားမရတာအရေးကြီးတာလေကျန်တာပါအရေးမကြီးဘူးလေတရားကိုရကျင်နိုင်ရဖို့ကလွယ်မမလွယ်တာအခုဒီချိန်လေးကတော့ရနိုင်သေးတယ်လေနောက်ဆိုတာမသေးကြဘူးပေါ့နော်ဒါချမ်းသာဖို့ဆိုတာလောကီလို့ကျမ်းတပ်ပါဖို့ဆိုတာလောကီလို့ကလေးဆိုတာလည်းလောကီလို့အဲ့ဒါတွေကတော့ဟိုအများအားရှိနေမဲ့အလုပ်တွေပေါ့ဒီတရားရဖို့အလုပ်ကတာမလွယ်တာ တရားရသွားရင်လည်းပြည့်ပြည့်စုံသွားပြီပေါ့အားလုံးအတွက်ပူတရားမရှိဘူးပေါ့နော်အခုတော့အဲ့လိုပူနေရတာကတရားမရလို့ပူနေရတယ်ဆရာတရားကတရားရဖို့ပဲအရေးကြီးရမှာကျန်တာတွေရေးကျန်တာတွေကိုအရေးကြီးနေလို့တရားမရတာပေါ့အဲ့ဒါတွေကိုစွန့်လိုက်ရင်စွန့်နေဆိုစိတ်ထက်ပြောတာပါခလေးကလည်းပြုစုလို့ရတယ်အလုပ်ကလည်းလုပ်လို့ရတယ် တရားနှလုံးသွင်းပြီးလှုပ်ဖို့ပြောတာအဲ့လိုတရားအားကိုးပြီးတော့အလုံးလှုပ်ဖို့ကလေးကိုစောင့်ရှောက်ဖို့အဲ့လိုမျိုးမှအဲ့လိုလှုပ်တတ်သွားရင်ပြီးသွားတာလူလိုလှုပ်နေရင်တော့ဘယ်တော့မှဆုံးမှာမဟုတ် လမောင်ကိုကလေးရတယ်အဲ့ဒီတိုင်းပဲကိုလိုပဲဖြစ်နေမှာတရားမလုံးနိုင်ဘူးချမ်းသာဖို့ပဲလှပဖို့ပဲတိုင်းပြီးအရေးပဲကြီးနေမှာအဲ့ဒါကြောင့်ကိုလည်းအဆင်မပြေကိုကိုကလေးလည်းအဆင်မပြေလို့ပဲဖြစ်ဘာပြပြလိုက်ရင်ကိုကလေးလည်းပြင်ဖို့မခက်ဘူးပေါ့နော် လူငယ်တွေကပူတော့လွယ်နေတယ်ကိုလုတဲ့အတိုင်းလိုက်လုံပါပဲ ဆရာတော်တော်ဒါလက်တွေ့ဖြည့်ရှင်းနေရတာလေအဲ့ဒီပြဿနာကိုတောက်လျှောက်ပေါ့နှစ်ပေါင်း20ကျော်လို့တောက်လျှောက်ဖြည့်ရှင်းနေရတာဆိုတော့ရှင်းနိုင်တာပေါ့နော်တကယ်လဲရှင်းလို့ရတယ်ဆိုတာလည်းသိတယ်ပေါ့လေတော့ခုကဆရာလေးကမရှင်းနိုင်ဘူးလို့ပြဿနာတက်တယ်ရှင်းနိုင်သွားရင်ကလေးရှိတာမရှိတာအရေးမကြီးစင်ရချမ်းသာတာအရေးမကြီးတော့လာတာမလာတာအရေးမကြီးတော့ တရားတရားလုံနေတရားလုံနေဖို့တရားလုံသွားမလုံနိုင်တော့အရေးကြီးနေတာပေါ့တရားသာလုံနိုင်သွားရင်ဉာဏ်ကဘာမှအရေးမကြီးတော့အဲတစ်ဖက်ကလည်းကိုဖြစ်ရှင်တဲ့အတိုင်းကိုစိတ်ထဲမှာဆွဲနေတဲ့အတိုင်းချမ်းသာဖို့လည်းမခက်ဘူးလှပဖို့လည်းမခက်ဘူးအလေးအတွက်လည်းပူစရာမလိုဖြစ်သွားစိတ်ကလည်းအဆင်ပြေသွားမယ်ပေါ့နော်။ကိုယ်စိတ်ကလည်းအဆင်မပြေဘူးဖြစ်နေတာပေါ့ ဟုတ်တွက်ရောခလေးတွက်ရောတရားနဲ့ရှင်းရမှာအဲ့လိုအစင်မပြေတဲ့အတွက်တရားအလုပ်ကိုလုပ်ပြီးတော့တရားနဲ့ရှင်းရမှာဟိုဝိတ္တမွတ်တာကိုပြောချင်တာမဟုတ်ဘူးတရားကိုတကယ်အားထုတ်ဖို့ပြောတာလေတကယ်အားထုတ်သွားနိုင် ပြီးရောအဲဒီလရှင်ဝိတ္တနိုင်အောင်လည်းတော့မပြီးဘူးအဲ့ဒါသေးချာ ဒါပေမဲ့လူဘဝနဲ့ကြတော့လုဖို့ခက်တာပေါ့နော်။ဒီလရှင်ဘဝနဲ့တော့ပို့ပြီးတော့လွယ်တာပေါ့လေ။အဲဒါကြောင့်လဲဒီလရှင်ဘဝကိုတုံးချပြီးတော့တရားတကယ်လုံနိုင်အောင်ကြိုးစားရတာပေါ့။လူစဲကိုလူစိတ်ကိုစွန့်နိုင်အောင်ကြိုးစားရတာပေါ့။